တရုတ်အနေနဲ့ကုန်သွယ်ရေးသဘောတူညီမှုတွေကိုချိုးဖောက်တယ်လို့အမေရိကန်သမ္မတထရန့်ကဆွဆဲပါတယ်တရုတ်နိုင်ငံဟာအမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်ချိုးဖောက်ခဲ့တယ်လို့အမေရိကန်သမ္မတထရန့်ကပြောပါတယ်အလွန်ဆိုးရွားတဲ့ခြေအနေကနေတရုတ်ကိုကယ်တင်ဖို့တရုတ်နိုင်ငံနဲ့မြန်ဆန်တဲ့သဘောတူညီချက်တည်းကကျွန်တော်ပြုလုပ်ခဲ့တယ်ဒီသဘောတူညီမှုကြောင့်အရရာဟာမြန်ဆန်စွာတည်ငြိမ်ခဲ့ပြီးတရုတ်စီးပွားရေးဟာငိုအခြေအနေပြောင်းခဲ့တယ်လို့သူကလူမှုကွန်ရက်မှာရေးပါတယ် တိတ်တော့အာသင့်စရာမရှိပါဘူးတရုတ်ကအမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်ကိုအလုံးစုံချိုးဖောက်ခဲ့တာလို့ဆိုပါတယ်တရုတ်ကကွန်ဘရီသဘောတူညီချက်ဘလို့ချိုးဖောက်ခဲ့လဲဆိုတာသမ္မတထရန့်ကအသေးစိတ်မပြောပါဘူး။တနင်္လာနေ့ကနောက်ပိုင်းမှာထရန့်ကိုသူ့ရဲ့လူမှုကွန်ရက်ရေးသားချက်နဲ့ပတ်သက်လို့အင်ဖြူတော်မှမေးပါလေ။တရုတ်နိုင်ငံသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့သမ္မတကပြောခဲ့ပြီးတရုတ်သမ္မတရှီနဲ့စကားပြောဆိုဖို့ယုံကြည်မှုရှိတယ်လို့ဆိုပါတယ်။တရုတ်နဲ့ကွန်ဘရီစနစ်မှုတွေရပ်တန့်နေတယ်လို့ဗန်နာယူဒီစကော့ဘတ်ဆန်ကဖုန်းလို့ပြောပြီးတော့ဒေါ်နယ်ထရန့်ကခုလိုမှတ်ချက်ပြုတာပါ။ ထတ်တိုးစည်းချက်ကွန်ကို115ခန်းလုံးဖြတ်တောက်ဖို့အမေရိကန်တရုတ်ဟာဒီလာတွင်သဘောတူခဲ့ပါတယ်။ထရန်ကတရုတ်ရဲ့တုံ့ပြန်မှုကိုမကြေမနက်ဖြစ်နေပြီးအနာဂတ်စိစက်ညှိနှိုင်းမှုတွေအခြေခံပြီးနှစ်နိုင်ငံကြားကွန်ဒိုရေးတင်မာမှုတွေအရှိန်မြင့်လာမှလည်းစိုးရိမ်မှုတွေရှိနေပါတယ်။နောက်ပြီးအမေရိကန်ကာကွယ်ဝန်ကြီးပိတ်ဟာဆက်ရဲ့ထိုင်ဝမ်ကိုတရုတ်ကကျူးကျော်ဖို့ပြင်ဆင်နေတယ်ဆိုတော့ အတွင်းသတင်းတွေရထားကြောင်းစင်ကာပူမှာပြုလုပ်တဲ့ရှန်ဂူလာညီလာခံမှာပြောဆိုမှုနဲ့ပတ်သက်ပြီးအမေရိကန်နဲ့တရုတ်ကြားထဲမှာတင်းမာမှုတွေဆက်လက်မြင့်တက်နေတာဖြစ်ပါတယ်။တရုတ်ဟာထိုင်ဝမ်ကိုပြည်မကျင်းနဲ့ပေါင်းစည်းဖို့တနိထန်ချထားပြီးလို့အဲ့ရင်အင်အားတော့မှဖြစ်ပါလေကျွန်တော်ဝိုက်အကြီးစားစေးလေးချင်းမှုတွေနဲ့အရှင်မြင့်လှုပ်ဆောင်နေတာအလုံးကတွေ့ရတယ်လို့ပြောပါလေအမေရိကန်တောင်ဝန်ရှိသူတွေကထိုင်ဝမ်ကိုအီဘေးပိတ်ဆို့ရေးတမမဟုတ်ကျွတ်တော်စစ်တွေပြင်ဆင်နေခြင်းဖြစ်တယ်လို့ရင်ညွှန်းပြောပါလေ မဂနတယောက်ကြားကွန်ပျူတာဤပညာနဲ့မဟာဗျူဟာမြောက်ဩဇာနှံမှုရေးအဲ့ဒီရေးကိစ္စမှာတင်းမာမှုတွေမြင့်တက်ချိန်ပိဟာဆရာမှတ်ချက်စကားထွက်လာတာပါသမနာထန်ယာရုတာဝင်စတင်ယူပြီးချိန်ကစပြီးတရုတ်ကိုကွန်ပျူတာဤစစ်ပွဲစဉ်တွေကအဓိကအဖြစ်ဉာဏ်ရည်တူ AI ဒီပညာမှာတရုတ်ကမตายရစီဖို့အတွက်ကန့်သက်ပိတ်ပင်နေတာဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်မှာတရုတ်နဲ့ပိုင်တဲ့ငင်းပွားနေတဲ့ဖိလစ်ပိုင်ကဲ့သို့မဟာမိတ်တွေနဲ့လည်းစီးရီးပူးပေါင်းဆွေးနွေးမှုတွေပြင်းထန်နေပါတယ်။ တရုတ်ဟာစိုက်ဘာတိုက်ခိုက်မှုတွေနဲ့လူမှုဘဝကိုအနေပြုကအိန္ဒိယနိုင်ငံတွေကိုဒုက္ခပေးနှောက်ရှင်နေပြီးကမ္ဘာ့အခြေအနေကုံသွေးရေး60%ခန့်လုံးကျော်ဖြတ်တန်းရာတောင်တရုတ်ပင်လယ်ရှိအငင်းဘဝနယ်မြေတွေမှာလည်းတရားမဝင်ဆင်ရဖြည့်တင်းနေတဲ့ပိခါဆက်ကဆွဆွဲပြောပါတယ်။အဲ့ဒီတောင်တရုတ်ပြည်လမှာတရုတ်ရဲ့ချဲ့တွင်ထားတဲ့ပိုင်နက်တီပြမှုကိုတရားဥပဒေနဲ့အကျိုးမဝင်ကြောင်းနိုင်ငံတကာခုံရုံးကစီရင်ချက်ချထားပါတယ်။ဆိုရင်ပြည်ပမှုတွေတိုးမြင့်လျက်ရှိတဲ့ကြမှာတရုတ်ဟာရှန်ဂီလာစီးဝေးကိုထိန်းနှက်စစ်အရာရှိနေမစေလို့ပဲ အဲ့ဒီအစားအငယ်တန်းအရာရှိတွေဟောတာဆီလုတ်ခဲ့ပါတယ်။တောင်တိုးပြည်လက်မှာကြီးထွားလာတဲ့တရုတ်ရဲ့ပြဿနာနဲ့ပတ်သက်ပြီးတိုင်တွယ်ဖြေရှင်းရမယ်လို့အမေရိကန်ကလည်းပြောနေပါတယ်။အမေရိကန်ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတော့စင်ကာပူမှာလုပ်တဲ့စီးပွားကိုတက်လာတဲ့တရုတ်အရာရှိတွေကမကျေနပ်ဘူးဆိုပါတယ်။တရုတ်သမ္မတရှီကျင်းဖင်ကိုဒါရိုက်အစီရင်ခံစာတင်ပြသွားမယ်လို့တော့သိရပါတယ်။